ကျွန်တော်ကဒီဆရာနဲ့တွေ့လိုက်တာတကယ်ဖျားပြီးတဲ့စုတစ်ခုလို့ပဲကျွန်တော်ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့အချိန်ကိုကိုကိုပျောက်ဆုံးနေတဲ့အချိန်ပျော်ရွှင်မှုကအရင်လာတယ်ဗျ။ပျော်ရွှင်မှုပြီးမှကျွန်တော်အောင်မြင်မှုပေါ့လေ။အဲ့တော့ပျော်ရွှင်မှုအောင်မြင်မှုရကျင်တဲ့သူတွေနောက်လုပ်ငန်းရှင်တွေနောက် working professionals တွေသူတို့ရဲ့ skills တွေကို soft skills တွေကိုတက်ဖို့ရအတွက် ါလေးလာတဲ့နေလေကျွန်တော်တို့မြင်ပါတယ်ဆိုတော့လောကမှာလောကရဲ့ dance ဆိုတာရှိနိုင်ပါတယ်အဲ့တော့ဘာတွေပဲဖြစ်ဖြစ်အမြဲတမ်းပြုံးထားလိုက်ပါနောက်နောက်တက်လာမယ့်လူငယ်လူရွယ်တွေနောက်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးရဲ့အလေးထားအားထားစရာဖြစ်တဲ့ဇာရဲ့ idea တွေပူပေါင်းပြီးတော့တည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်လည်းစုမုံကောင်းတောင်းပါတယ်ခင်ဗျာ sweet. Yeah. Yeah. ဟုတ်ကျွန်တော်တို့ကတော့အဓိကတော့ကျွန်တော်ကစင်ကာပူ base စခဲ့တာဗောလေကျွန်တော်စင်ကာပူနိုင်ငံမှာ10နှစ်ဝန်းကျင်လောက်ကျွန်တော်လောက်လုပ်ခဲ့တယ်အဲ့ရနေပြီးတော့မှအလုပ်လုပ်နေနေတင်ယူခဲ့တဲ့နီးပညာတွေနီးစနစ်တွေဗောလေအထူးသဖြင့်အသိပညာတွေဖြစ်တဲ့ leadership တို့နောက်အသုံးချစိတ်ပညာတို့ဒီ tools တွေကိုကျွန်တော်ကမြန်မာနိုင်ငံကို2013ခုနှစ်ကနေပြန်ပြန်လာပြီးတော့မှမျှဝေခဲ့တာဗောလေအဲ့တော့အခုဆိုရင်ဒါကျွန်တော်တို့စနစ်နှစ်ပြည့်တိုင်ခဲ့ပြီဗောလေအဲ့တော့ကျွန်တော်တို့ချိန်မှာရှိတာကတော့အမျိုးစုံဗောလေဒါပေမဲ့လူတွေရှိရနေပြီးတော့မှအကောင်းဆုံးနေသူတို့လိုချင်တဲ့ the best version ဆိုတဲ့အရာကို ထုတ်ပေးနိုင်မှုအတွက်ကျွန်တော်တို့အကောင်းဆုံး service တွေပေးနေခဲ့တာစနစ်နဲ့ရှိခဲ့ပါဘူး။ညာနဲ့1 by 1 coaching ယူခဲ့တာဖြစ်တဲ့အကြောင်းမို့လို့အဲဆရာရဲ့အရေးချင်းနေ သူရဲ့ဦးဆောင်မှုတွေနဲ့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးပါပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေမှာပုံမချောမွေးစွာနဲ့လုပ်ကိုင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုဆိုရင်ဒါဆရာကိုဂုဏ်ယူပြီးတော့သူရဲ့၁၂နှစ်ပြည့်ဒါ anniversary လေးမှာကျွန်တော်ပါဝင်ပြီးတော့ဒါအခမ်းအနားမှုဖြစ်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ရာဇာမလို့အန်ဒီယာရဲ့ Trailer Anniversary ခမ်းအနားကြီးစတင်ဖွင့်လှစ်ပြီဖြစ်ပါကြောင်းဂုဏ်ယူစွာဖြင့်ကျေးဇူးအပ်ပါတယ်ခင်ဗျာ။ ီးသေးဘူးကြာနောက်ထပ်ကျွန်တော် big idea တစ်ခုကဘာလို့ပြောလဲဆိုတော့ life long learning အာကျွန်တော်ကဒီဆရာနဲ့တွေ့လိုက်တာတကယ်ဖျားပြီးတဲ့စုတစ်ခုလို့ပဲကျွန်တော်ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အော်ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့အချိန်ကိုကိုကိုပျောက်ဆုံးနေတဲ့အချိန်ကိုကိုကို confidence တွေညော့ပြီးတော့ကိုပါကိုပါလဲဆိုတာကိုကိုကိုမတိခဲ့တဲ့မတိတဲ့အချိန်တွေဖြစ်ခဲ့တာပေါ့နော်ဖြစ်ခဲ့တဲ့အချိန်မှာဆရာနဲ့တွေ့လိုက်တဲ့အခါမှာ ဒါလုံးဝအဲ့ဒါကြီးပျောက်ပြီးတော့အော်နောက်တစ်ယောက်လိုမျိုးလူတစ်စိတ်တစ်ကိုတစ်နဲ့လုံးဝ energy အပြည့်လုံးဝရသွားတာပါဟုတ်အတွေ့အရဆိုတာဒါကျွန်တော်တို့လူတယောက်လို့ပြောရမယ်ဆိုလူမျိုးပေါ်ဝင်သားရောက်လာပြီပေါ့နော်အဲ့ဒါစပြီးတော့နောက်ထပ်အခြေခံပါတဲ့လူကြီးတယောက်ကျွန်တော်တို့ဟိုကျွန်တော်တို့လူငယ်တွေနောက်နောက်တက်လာမယ့်လူငယ်လူရွယ်တွေနောက်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးရဲ့ အလေးထားအားထားစရာဖြစ်တဲ့အဲကျွန်တော်တို့လုပ်ငန်းကြီးတစ်ခုဖြစ်ပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ Prayer anniversary birthday ခရစ်စီစဉ်ရလောကဒေါသရဲ့အတူတပါအပြည့်ဖြဲကြရအောင်လို့ခင်ဗျာ ို့ပြီးတော့သိချင်တဲ့သူတွေပေါ့ကိုကိုကိုပို့ပြီးတော့သိချင်တဲ့သူတွေအဲနောက်တစ်ခုတချို့ဆိုရင်ဒါအဲလမ်းပြောင်းနေတဲ့သူတွေရှိတယ်အဲကိုဘာလို့ရမလဲမသိဘူးဆိုတဲ့သူတွေလည်းတက်လို့ရပါတယ်နောက်တစ်ခုကိုကိုကိုပို့ပြီးတော့အဲသိချင်တဲ့သူအဲလီတို့ကတော့ပွင့်လင်းပြောရင်ဒါဆရာတန်းန်းနေအများကြီးပဲအဲလီတို့တက်ခဲ့ဘူးတယ်အများကြီးပဲခွန်အားလည်းရခဲ့ရခဲ့တဲ့သူဖြစ်တယ်ပြီးတော့ဆရာတင်တဲ့အရာတွေကလက်တွေ့ကြတဲ့အတွက်လီတို့တကယ်လက်တွေ့ဘဝမှာလည်းနေထိုင်နေထိုင်ကြည်ကြံပြီးတော့နေထိုင်နေဆိုရင်အများကြီးပဲကိုယ့်အတွက် အဲစိတ်တသာရရတယ်လို့လီလီကတော့အမြင်နဲ့ခံယူတယ်ဆိုတော့အဲအဲ့လိုမျိုးအဲသူတွေလာပြီးတော့အဲတက်ရောက်လို့ရပါတယ်ရှင်အဓိကတော့ဟိုအောင်မြင်ခြင်းလဲဆိုတော့ကျွန်တော်ဟိုဟိုစကားစားကတော့ကျွန်တော်ဗာပြောလဲဆိုတော့အောင်မြင်ပျော်ရွှင်ခြင်းတဲ့သူတွေပေါ့လေ။ဒါပေမဲ့နောက်ပိုင်းကျတော့ကိုကိုရန်လဲအတွေ့အကြုံနည်းနည်းလေးများလာတဲ့အချိန်နောက်ဟိုကိုကိုရန်ပုံနားလဲလာတဲ့အချိန်မှာကျတော့ဗာလဲအရင်ဆုံးကပျော်ရွှင်မှုကပိုအရေးကြီးတယ်။ ဟိုဟိုဆရာတယောက်ပြောသလိုပေါ့လေကျွန်တော်တို့အားလုံးကဟိုကိုယ့်ရဲ့ဟို box လို့ခေါ်တဲ့ box လေးထဲမှာကနေနေတာအပြင်ကိုထွက်ကြည့်ဖို့ဆိုတာတဲ့အဲ့ box လေးထဲမှာပဲကျွန်တော်ကဘာလုပ်လဲဆိုတော့ဟိုလိုချင်တဲ့ကားတွေတို့နာရီတို့အိမ်တွေတို့အစရှိရအဲ့ box လေးတွေပဲဆွတ်ဆွတ်ထည့်ပြီးတော့မှဒီ box လေးထဲမှာပဲနေနေရတဲ့အထက်ကနေဖောက်ထွက်တယ်ပေါ့လေအဲ့တော့ကျွန်တော်ကတော့နောက်ပိုင်းကျတော့ဗာလဲဆိုတော့ပျော်ရွှင်မှုကအရင်လာတယ်ဗျပျော်ရွှင်မှုပြီးမှကျွန်တော်တို့အောင်မြင်မှုပေါ့လေအဲ့တော့ပျော်ရွှင်မှုအောင်မြင်မှုရကျင်တဲ့သူတွေနောက်လုပ်ငန်းရှင်တွေနောက် working professionals တွေ သူတို့ရဲ့ skills တွေကို soft skills တွေကိုတက်ဖို့ရအတွက်လေ့လာသင့်တယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့အဓိကတော့ဟိုကျွန်တော်ပေါ့ပြောပေးခဲ့တဲ့ NLP လို့ခေါ်တဲ့အသုံးချစိတ်ပညာရယ်နောက် leadership ဆိုတဲ့အရာတွေရယ်နောက်ကျွန်တော်အခုလုပ်ငန်းစုစုပေါင်းကျွန်တော် small business 6ခုကျွန်တော်ဥဆောင်နေတယ်အဲ့တော့အဲ့အရာတွေကိုဥဆောင်တဲ့ niche စနစ်တွေကိုလည်းကျွန်တော်ပြန်ပြီးတော့မှလုံငန်းရှင်မိတ်ဆွေတို့ကျွန်တော်မျှဝေပေးတယ်ဗောလေအဲ့တော့ဒါတွေကတော့ဟိုလေးလာတဲ့နေသူတွေဗောလေ လဲပြုတ်နေခဲ့မှုတဲ့အချိန်တွေရှိတယ်ဆိုတော့အဲ့ဒီအချိန်တွေမှာလည်းအဲဆရာတန်တန်းကိုတက်တဲ့အချိန်မှာလည်းအများကြီးပဲခွန်အားရခဲ့တဲ့ဟာတွေအဲကိုယ်တိုင်လက်တွေ့ရခဲ့တာမျိုးတွေလည်းရှိပါတယ်လူတွေကို influence လုပ်နိုင်ဖို့ရအတွက်အဲ့ဒါလည်းလုံးနေဒီစနေမှာ influence လုပ်ပြီးတော့က bring out the best လို့မရရင်လည်းဆိုတူအခုဘာမှဒီမှာရှေ့လူတိုင်းစီကနေပြီးတော့ တို့ရဲ့အကောင်းဆုံးဆိုတော့ဆွဲထုတ်နိုင်ပြီးတော့မှပြောရှင်အောင်မြင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမောင်းလောက်ပေးလိုက်ပါတယ်အချိန်တွေအတွေ့အကြုံတွေပြန်လာပြီးမှရေဒီမှာချစ်လို့တော့ပြန်လိုက်တယ်အပေါ်နဲ့မစိုးရောမောင်းချစ်နေမှာတရားတရား ါဆရာအခုဒီ20 20 year anniversary ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာတည်တံ့ခိုင်မြဲနိုင်ပါစေမြန်မာနိုင်ငံအတွက်တကယ်ကိုထူးချွန်ပြီးတော့ပုံမူပြီးတော့အောင်မြင်တဲ့စီးပွားလုပ်ငန်းရှင်အများအပြားကိုဆရာနဲ့အတူတူလက်တွဲပြီးတော့ဆရာရဲ့ idea နဲ့ပူးပေါင်းပြီးတော့တည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်လည်းစုမုံကောင်းတောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ဆုံးစကားအနေနဲ့ကတော့ဘာလဲဆိုတော့လောကမှာလောကရဲ့ dance ဆိုတာ ိနိုင်ပါတယ်အဲ့တော့ဘာတွေပဲဖြစ်ဖြစ်အမြဲတမ်းပြုံးထားလိုက်ပါ Yeah, baby, I'm not free.